နေ့ပြန်လည်ကြိုဆိုပါရစေ။ရခိုင်လက်နက်ကိုင်တပုံအေကသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်၁၄ခုနဲ့ချင်းပြည်နယ်မှာရှိတဲ့ပလောဝမြို့ကိုပြန်လည်လက်လွတ်ရမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်လျက်ရှိပါတယ်။တဖက်ကစစ်ရေးအရပြန်ကြည့်ရင်လည်းတမော့ဘက်ကတမ်းမြန်ထိုးစစ်တွေနိုင်ငံရေးအရပြန်ကြည့်ရင်လည်းရွေးကောက်ပွဲကိုပြန်လည်ကျင်းပပြီးတဲ့နောက်ရခိုင်လက်နက်ကိုင်တပုံအေထိန်းချုပ်ထားတဲ့နေရာတွေကိုလည်းပြည့်ပြည့်ချင်းနဲ့ဖက်ယူသွားတော့မှာဖြစ်ပါတယ်။နိုင်ငံတကာရဲ့ PR ကိုပြန်ကြည့်ရင်လည်းလူမျိုးရုံးတပ်ဖြတ်မှုတွေကိုကျူးလွန်ထားတဲ့ရခိုင်လက်နက်ကိုင်တပုံအေအေမှာအကြက်တဲတွေနဲ့ကြုံတွေ့နေရပါတယ် ဒီအတွက်ရခိုင်လက်နက်ကင်တပုံအေရဲ့ခေါင်းဆောင်ဖြစ်တဲ့ထွန်းမြတ်နိုင်ငံကဒီမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသတွေနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေမှာဖွားပြီးတော့သွားလာနေရတာတွေပါအကျက်တဲတွေဖြစ်လာပါတယ်။အဲဒီအတွက်ထွန်းမြတ်နိုင်ငံရဲ့နိုင်ငံရေးအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးခြင်းမှုကိုဗန်းပြပြီးတော့နောက်ွယ်ကအကျက်တဲတွေကိုကာကွယ်ဖို့အတွက်ဟန်ကူဖို့အနေနဲ့ရခိုင်ပြည်နယ်ကိုပြန်လည်ဝင်ရောက်ခြေချတာတွေပြုလုပ်လာခဲ့ပါတယ်။တကယ်တော့ထွန်းမြတ်နိုင်ငံရခိုင်ပြည်နယ်ကိုပြန်လည်ဝင်ရောက်လာတာကပြီးခဲ့တဲ့2025ခုနှစ်ဒီမေဆွန်ဇူလိုင်လလောက်ကလေးကပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ ိကကတော့ထန်းလျှောက်ကန်ဖြစ်စဉ်ကအော့အတောင်းနေဖြစ်ခဲ့တယ်။ရခိုင်လက်နက်ကင်တပုံအေကထန်းလျှောက်ကန်ဖြစ်စဉ်မှာဘင်္ဂလီလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့စွပ်စွဲခံရပြီးတဲ့နောက်ထွန်းမြတ်နိုင်ငံကသူ့ရဲ့နိုင်ငံရေးတကားနိုင်ငံရေးအကြက်တဲကိုဖြေရှင်းမှုဒါအပြင်ယမန်မှာရှိနေတဲ့မွတ်စလင်တွေနဲ့ပတ်သက်ပြီးတော့ထွန်းမြတ်နိုင်အနေနဲ့ဒီလက်နက်အားကိုလက်နက်ပြအနိုင်ကျင့်ပြီးတော့ရုပ်ရှင်ရိုက်တာတွေတည်င်းတို့တည်င်းမတွေနဲ့ဒီ ဝါရဖြတ်မှုတွေပြုလုပ်ဖို့တွေရောက်ရှိလာတာပဲဖြစ်ပါတယ်။ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ရခိုင်နဲ့နဲ့ကိုင်းတဲ့ပုံအေခေါင်းဆောင်ထွန်းမြတ်နိုင်ကအခု2025ခုနှစ်မှာပဲပထမဆုံးအကြိမ်နဲ့48နှစ်မြောက်မွေးနေ့ကိုရခိုင်ပြည်နယ်မှာကျင်းပခဲ့တယ်။နောက်ဆက်တွဲအနေနဲ့ကတော့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ဒေသတွေအပြင်ဒီပလောဝမြို့ကိုထိန်းချုပ်ထားတာတွေကိုပြန်လည်လက်မလို့ရေးပြောရရင်တော့တမရော်ရဲ့တမ်းမြန်ထိုးစစ်ကိုကြောက်လန့်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ။နောက်ပိုင်းသုံးဘွဲ့လို့ခေါ်တဲ့ဒီကိုကန့်တပုံပလောင်တပုံနဲ့ရခိုင်တပုံကိုပြန်ကြည့်ရင်လည်းကိုကန့်ကလည်းလက်ရှိမှာအပြည့်ရထားတယ်။ပလောင်လက်နက်ကန်တပုံ DNL ကိုလည်းတမရော်ကထိုးစစ်ကြီးရဲ့ဆင်နွှဲပြီးတော့မြို့သုံးမြို့ကိုစက်တိုက်ဆိုးလို့တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ဆိုတော့ကြံရှိနေသေးတာရခိုင်လက်နက်ကန်အဖွဲ့တစ်ဖွဲ့ပဲကြံရှိပါတော့တယ်။နိုင်ငံရေးအရာပဲကြည့်ကြည့်စစ်ရေးအရာပဲကြည့်ကြည့်တဆင်းစီသွားနေတဲ့ဒီတက်မရော့ခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေရဲ့နိုင်ငံရေးစစ်ရေးဆောင်ရွက်မှုတွေကတပုံအေးအနေနဲ့အခုမှအလဲကျလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တက်တုံညာနှစ်ခုဆက်စင်ရေးတရှောင်းလုံးပထဝီအနေထားအရာကို ရခိုင်ပြည်နယ်မှာရှိနေတဲ့အစွန်းရောက်နိုင်ငံရေးသမားတွေရခိုင်ပြည်နယ်မှာရှိနေတဲ့အစွန်းရောက်ရခိုင်တွေရဲ့ဒီပူပေါင်းပါဝင်မှုတွေနဲ့ပူပေါင်းတိုက်ခိုက်မှုတွေကြောင့်တပ်မတော်ကဇက်ပေါင်းတုံကနေချက်တဲတွေနဲ့ကြုံတွေ့ခဲ့ရတယ်။တော့ရခိုင်လက်နက်ကိုင်သဘုံအေအေကသူတို့လက်ရှိထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့ကိုပဲအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးတော့တသက်လုံးအပိုင်ကားရတဲ့ပုံစံမျိုးနဲ့မျှော်လင့်နေတယ်တောင်းတနေတယ်။အရက်ခတ်အစိုးရလိုခေါင်းစဉ်တက်ပြီးတော့လက်နက်ကိုင်လမ်းစဉ်နဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့ဒေသခံရခိုင်လူမျိုးတွေကတော့စစ်ဆောင်ဘဝနဲ့ပဲအငငက်အပြတ်ပြတ်နဲ့နေနေရတယ် ထွန်းမြန်နယ်ရခိုင်ပြည်နယ်ကိုပြန်လည်ဝင်ရောက်လာခဲ့တဲ့2025ခုနှစ်ဒီမေလဇွန်လပတ်ဝန်းကျင်ကလေးကရခိုင်ပြည်နယ်ကိုရောက်ရှိလာတဲ့အချိန်ဥပဒေပြုတ်ထားခံရတာကရခိုင်လူထုတွေပဲဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်ထူထောင်မဲ့ထွန်းမြန်နယ်သာရခိုင်ပြည်နယ်ကိုခေါင်းဆောင်မယ်ဆိုရင်ရခိုင်ပြည်နယ်ကြီးကဖွံ့ဖြိုးတိုးတက်သွားမယ်လို့မျှော်လင့်နေကြတဲ့သူတွေအားလုံးကမျှော်လင့်တာနဲ့တခြားစီဖြစ်လာပါတယ်။တိုင်းလျှောက်ကန်ဖြစ်စဉ်ကြောင့်အသေးအတန်ရခိုင်ပြည်နယ်ကိုခိုးဝင်ပေါက်ကနေဝင်လာပြီးတဲ့နောက် ်င်္ဂလီတွေအတွက်လိုအပ်တဲ့စားနပ်ရိက္ခာတွေအိမ်တွေရွာတွေပြန်တည်ပေးတာတွေသာပြုလုပ်လာခဲ့ပေမဲ့ဒေသခံရခိုင်လူမျိုးတွေကတော့အငန်းငန်းအပြက်ပြက်နဲ့ပဲဒီတော်ထဲမှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားပွားနဲ့အတင်းအဓမ္မဆွတ်သောခံရတာတွေကောအတင်းအဓမ္မဆစ်ဆောင်ခိုင်းတာတွေကောမျိုးစုံကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါပေမဲ့ရခိုင်နဲ့ငယ်တဲ့ပုံအေအေစိတ်ကူးရှင်မှုကတော့အခုလုံးဝချုပ်ငိမ့်သွားပြီဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရှင်မှုကိုတမတော်ကတကားခောက်လိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်းတပုံ AA နဲ့ပတ်သက်ပြီးတော့ထိုးစစ်ဆင်မှုတွေကိုစီစဉ်နေပြီဖြစ်တဲ့ဒါအပြင်ရခိုင်မြင်းလေးအဓိကဝင်ပေါက်ထွက်ပေါက်တွေမှာလည်းတမတော်ရဲ့တမ်းမြန်ထိုးစစ်တွေကအရှိန်ရလာတာရှိတယ်လို့မြို့တော်စစ်တွေအနီးမှာရှိနေတဲ့ဘေးပဝဉ္ဉင်ကရတိတောင်ပုံနာကျွန်းပေါက်တော့မင်းများကမြို့တွေညမသမားတွေစုပွက်နေတဲ့နေရာတွေနဲ့အရင်မြစ်တွေကိုလည်းတမတော်ကလည်းအမှုရယူတိုက်ခိုက်လာတာရှိတယ်။ကြောက်ထူဒေသတကြောကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကြောက်ထူနဲ့ရံပြေဆက်နေတဲ့နေရာအဓိကရေချိုးအရင်မြစ်ရှိနေတဲ့တိုင်ချောင်းဆယ်အထိတမတော်ကတမ်းမြန်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တာကိုတွေ့ရပါတယ်။ ီနေရာမှာအကြောက်ပြုထိုးစစ်နဲ့ပတ်သက်ပြီးဆက်ဆက်ဖြည့်ဆွက်တင်ဆက်ရရင်တော့ရခိုင်လက်နက်ကိုင်တပုံ AA ကအကြောက်ပြုကိုထိုးစစ်ဆင်တဲ့အချိန်အဓိကရေးကြိုးနဲ့ဒီခိုးအောင်ရနေရာတွေနဲ့စတင်ခဲ့တာကတော့အခုတက်မတော်ကပြန်လဲစိုးမိုးထားတဲ့ဒီမင်းပြင်တိုင်းချောက်ဒီနေရာတွေကနေစတင်ခဲ့တာဖြစ်ပါတယ်အဲဒီကနေမှတစဉ်ကံယူတန်းတလျှောက်ကြောက်ဖြူမျိုးရဲ့အနောက်ဘက်မှာရှိနေတဲ့ဒီမလကျွန်းကြောက်ဖြူရံပြေလမ်းမိုင်းမှာရှိနေတဲ့ရွာစဉ်တလျှောက်အဲဒီကနေတဲ့ညောင်ရီဒက်စကန်ကိုတွားနေတဲ့ရွာစဉ်တလျှောက်ကိုစုမိုးထားလိုက်ဦးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အခုဆိုရင်တော့ကြောက်ဖြူမျိုးတစ်ခုလုံးကသာမကကြောက်ဖြူမျိုးရဲ့ပတ်ဝန်းကျင်ဒီကြောက်ဖြူမှာတိုက်ပွဲဖော်ဆောင်နေတဲ့ဇုံသုံးခုလုံးကိုတက်မလို့ကစုံမထားနိုင်ပြီဖြစ်ပြီးတော့ကြောက်ဖြူရန်ပြေလန်ပိုင်နောက်ပြီးတော့ကြောက်ဖြူရန်ပြေလန်ပိုင်ရဲ့အတွင်းမှာရှိနေတဲ့ဒီတိုင်းချောင်းတင်းချောင်းဆက်အထိကိုထိန်းချုပ်ထားနိုင်လာပြီဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်တပုံအေအေအနေနဲ့တစ်ဖက်ကတက်မလို့ရဲ့ထိုးစစ်တင်နေလဲကြုံတွေ့နေရတယ်။နိုင်ငံရေးရပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲရွေးကောက်ပွဲကျင်းပမဲ့နေရာတွေရှိတယ်။ဆက်လက်ပြီးတော့ရွေးကောက်ပွဲကျင်းပဖို့တဲ့ရာထားတဲ့နေရာတွေရှိတယ်။ နိုင်ငံတကာဖိအားကိုပြန်ကြည့်ရင်လည်းရခိုင်လက်နက်ကိုင်သဘောအေကဝိရစီဝါတွေကိုတရားမဝင်ကုန်သွယ်ရောင်းချမှုတွေပြုလုပ်နေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ဒီနေကြောင်တက်တွေနဲ့လည်းမကြာခဏအစိုးရလိုထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့အာဆာလို့ခေါ်တဲ့ဒီဘင်္ဂလီအဖွဲ့အစည်းကလက်နက်ကိုင်အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေကြုံတွေ့နေရတာဖြစ်တဲ့အတွက်ထွန်မြန်နိုင်အသက်ရှူချောင်ချောင်နဲ့ရှိခဲ့တဲ့ကာလကအကုန်ဆုံးသွားခဲ့ပါပြီ။အဲမှာအချိန်ကြီးဆိုသလိုပဲတက်မလို့ဘက်ကပလောင်ရောကိုးကံရောစစ်ကိုချက်တန့်ထားပြီးတဲ့နောက်ရခိုင်လက်နက်ကိုင်သဘောအေအေကိုဦးချိုးဖို့တဲ့အချိန်ကောင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတွေရခိုင်ပြည်နယ်ရဲ့အဓိကထွက်လန်းဝင်လန်းတွေထွက်ပေါက်တွေဖြစ်တဲ့ရခိုင်နဲ့အေရီအဆက်ရခိုင်နဲ့ပဲခူးတိုင်းအဆက်ရခိုင်နဲ့မကွေးတိုင်းအဆက်ဒေသတွေပေါ်သာမကရခိုင်လမ်းနက်ကိုင်းတဘောအေရီသူတို့ရဲ့မြောက်ဖက်ပိုင်းချင်းမြင့်နယ်ရဲ့တောင်ဘက်မှာရှိတဲ့ပလောက်ဝမတူပြည်လမ်းပိုင်းကိုပိတ်ဆို့နိုင်ရည်တွေချင်းဘရာသာဟုလို့ခေါ်တဲ့ချင်းညီနောင်အဖွဲနဲ့တွဲဆောင်ပြီးတော့ချင်းညီနောင်အဖွဲကိုအသုံးချဖို့ပြင်ဆင်လာတာတော့ရှိပါတယ်။ပြီးခဲ့တဲ့ကာလတွေကဒီချင်းဘရာသာဟုကိုရခိုင်လမ်းနက်ကိုင်းတဘောအေရီကလိုအပ်တဲ့လက်နက်ခေရစစ်ပြူဟာနဲ့တခြားသောအတွေးခေါ်တွေ mindset တွေနဲ့ဖွဲ့စည်းပုံတွေအများအပြားကိုထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုပြန်ကြည့်ရင်အပိုင်း၃ပိုင်းလောက်မြင်တွေ့ရမှာပါဒါကတော့အတုံးချခံအဖွဲတွေကိုဘယ်လိုမျိုးအတုံးချနေရလဲဆိုတဲ့အချက်ဖြစ်ပါတယ်ဒီရှမ်းမြောက်မှာရှိနေတဲ့ကိုကန်ပလောင်အဖွဲတွေက NUG လက်အောက်ခံ PDF အညာသစကိုင်းမန္တလေးမရေရာကအဖွဲတွေကိုအသုံးပြုတယ်မြောက်ပိုင်းမှာရှိနေတဲ့ကချင်လက်နက်ကိုင်တပုတ် KIA ကတော့စကိုင်းတိုင်းရဲ့အထက်ပိုင်းပင်လယ်ဘူးကမ်းဘလူဒေတာပတ်ဝန်းကျင်မှာရှိနေတဲ့အင်းတော်တကြောမှာရှိနေတဲ့အညာသတော်သားတွေကိုအသုံးပြုတယ်ရခိုင်နဲ့နဲ့ကန်တဘုံအေအေကကြတော့ဒီမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်က ရှိနေတဲ့နေရာတွေမှာဘက်ဖာဆို proxy အနေနဲ့မြမှုခရံရဲ့လက်အောက်မှာရှိနေတဲ့ NUG လက်အောက်ခံအညာသား PDF တွေကိုအသုံးပြုတယ်။ဒါအပြင်ဒီ Chamber သားဟုကိုအသုံးပြုလာတာကကြတော့ရခိုင်ပြည်နယ်ရဲ့ဝန်လန်းထွက်လန်းတွေကိုဖိတ်ဆို့ဖို့နောက်ပြီးတော့ရခိုင်လန်းနဲ့ကန်တဘောအေကပလောက်ဝမျိုးကိုအသေးအတန်လိုချင်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီချင်းပြည်နယ်မှာရှိနေတဲ့လက်နက်ကန်အဖွဲ့တွေကမှ CB လို့ခေါ်တဲ့ Chamber သားဟုကို proxy ထားပြီးဝင်မြူခဲ့ပါတယ်။အဲ့ဒီလိုအချင်းချင်းတွေမှာရှိနေတဲ့အဖွဲတွေဒေတာကန်လက်နက်ကန်အဖွဲတွေနဲ့ရခိုင်လက်နက်ကန်တဘောအေကျောထောက်နောက်ကန်ပြုတ်ထားတယ် အေအေရဲ့ခိုင်းသက်ဖြစ်နေတဲ့ချင်ပရာသားဟုလို့ CNF တို့ ZPU လို့ခေါ်တဲ့ဇိုမီအဖွဲ့တို့ mental campaign လက်မတူဘူးစားတဲ့ PDF တွေဒါရခိုင်လက်နက်ကန်တပုံ AA ရဲ့အတုံးချခံအနေနဲ့ရှင့်နေခဲ့တာပါဒီလိုအတုံးချခံအနေနဲ့ရှင့်နေတဲ့ဂျားတွေကမှပြီးခဲ့တဲ့အော်တိုဘာလကနေစပြီးတော့ရခိုင်လက်နက်ကန်တပုံ AA ထွက်မြေ့နိုင်ကရခိုင်မြေနယ်ကိုအဓိကဝင်လန်းတစ်ခုဖြစ်လာနိုင်တဲ့ပလောက်ဝမတူဘီလန်းကိုပိတ်ဆို့ရေးအတွက်ချင်းမြေနယ်မှာရှင့်နေတဲ့လက်နက်ကန်အဖွဲ့တွေနဲ့စုစည်းပြီးတော့တွစ်ဆုံမှုပြုလုပ်ခဲ့ပါတယ် ဒီတွဲဆောင်မှုကိုပြုလုပ်ခဲ့တာတွေရဲ့နောက်ဆက်တွဲကတော့လက်ရှိတက်မတော်ကချင်းမိနေကိုထိုးစစ်ဆင်နေတာတွေကိုဟန်တားဖို့ဖြစ်ပါတယ်။သူတို့တွဲဆောင်ခဲ့တဲ့ခေါင်းစဉ်ကလည်းတက်မတော်ရဲ့တမ်းမြန်ထိုးစစ်ကိုခုခံမှုကာကွယ်မှုပြင်ဆင်မှုဆိုတဲ့ဒီ priority 3ခုနဲ့ဒီမှန်ချက်3ခုနဲ့ထားပြီးတော့စီစဉ်နေတာရှိပါတယ်။အဲဒါအပြင်ထွန်းမြင့်နိုင်တွဲဆောင်ခဲ့တဲ့ဒီ PDF ချင်း PDF အဖွဲ့တွေကိုပြန်ကြည့်ရင်လည်းမတူပြီးကမ်ပက်လက်မင်းတက်ဒီ PDF 3ဖွဲ့ပါတယ်ဇိုလန်ကအဖွဲ့တွေပါဝင်တာကိုတွေ့ရပါတယ်။အဲ့ဒီအဖွဲ့တွေကတော့ကြောက်ထုမတူပြီးလမ်းပိုင်းကနေ ဒီရခိုင်ပြည်နယ်ကိုဝင်နိုင်မဲ့လမ်းကြောင်းကိုပိတ်ဆို့နိုင်ရင်အဓိကထားဆောင်ရွက်နေတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။တို့လည်းရှိချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အဆက်ဒေသတွေကတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့အသုံးချခံ PDF တွေထိန်းချုပ်ထားတဲ့ပိတ်ဆို့ထားတဲ့ဆိုတဲ့ပုံစံမျိုးလည်းရှိနေပါတယ်။ဒါပေမဲ့တမတော်ကလည်းအခုလက်ရှိဒီချင်းပြည်နယ်မှာရှိနေတဲ့ဒေသတွေကိုပြန်ကြည့်ရင်ချင်းပြည်နယ်မြောက်ပိုင်းကိုကလေးတမူးလမ်းမကိုပြန်လည်ဖွင့်လှစ်ဖို့စစ်ဆင်နေတာတော့ရှိတယ်။ ကလေးကံကောလမ်းပိုင်းကိုလည်းစုံမထားတာတွေရှိတယ်လို့ဒီမြို့တော်ဟာခါကိုအခြေပြုပြီးတော့ပဲပြပတ်ဝင်းညမှာရှိနေတဲ့တိတိန်တွန်းဆန်စားတဲ့ဒေသတွေကိုပြန်လည်ပြီးတော့စုံမနိုင်ရေးဆောင်ရွက်နေတာရှိပါတယ်။ဒါတော့လက်ရှိမြန်မာနိုင်ငံကြီးအခင်းကျင်းနဲ့မြန်မာပြည်မျိုးပုံနဲ့ရခိုင်နဲ့နဲ့ကိုင်းတပုံအေအေနဲ့ချင်းဘရသာဟုကအဖွဲ့ကြီးအပြန်လန်အကျိုးစီးပွားကိုပြန်ကြည့်လိုက်ရင်တော့ဒီချင်းဘရသာဟုဆိုတဲ့အဖွဲ့ကရင်းနဲ့မြောက်ပိုင်းနဲ့ချင်းပြည်နယ်တောင်ပိုင်းဒေသကိုစုံမဖို့တဲ့ဆောင်ရွက်နေတယ်။ချင်းပြည်နယ်မှာရှိနေတဲ့ဝင်လန်းသုံးခုတွေကမှတောင်ပိုင်းအဖြစ်ဆုံးရှိတဲ့ကြောက်ထူမတူပီကံပဲနဲ့လမ်းပိုင်းမှာချင်းဘရသာဟုကအဖွဲ့ကြီး CNF အဲနောက်ပြီးတော့ဒီခုနမတူပြီမင်းတက်ကံဘက်လက်က PDF စုမုံထားတာဖြစ်ပါတယ်ဒီဘွဲ့တွေရဲ့မြို့သိန်းတိုက်ပွဲကိုလည်းရခိုင်လက်နက်ကိုင်တပုံ AA ကပဲလက်နက်တက်စီပေးခဲ့တဲ့အခြေအနေမျိုးရှိခဲ့တာပါဒါပေမဲ့အခုချိန်မှာတော့ရခိုင်လက်နက်ကိုင်တပုံ AA နဲ့ချင်မရာသာဟုကအဖွဲ့တွေကအပြန်အလှန်အကျိုးစီးပွားတွေချိလာပါတယ်ဒါကတော့ရခိုင်လက်နက်ကိုင်တပုံ AA အနေနဲ့သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်အပါအဝင်ရခိုင်မြို့နယ်ရဲ့အဓိကဝင်လန်းလို့လည်းဆိုလို့ရတယ်ကလတန်စီမံကိန်းရဲ့အဓိကနေရာမှာရှိနေတဲ့ပလက်ဝါကိုလက်မလွတ်ရရေကဦးစားပေးဖြစ်လာပါတယ် ချင်းမရသာဟုအဖွဲ့တွေကိုပြန်ကြည့်ရင်လည်းရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အဆက်မှာရှိနေတဲ့ပလောက်ဝမတူပြီးမင်းတပ်ကိုစုံမထားပြီးတော့ဒေသရဲအကျိုးစီးပွားကိုဆောင်ရွက်ဖို့မြေပေါ်သူတို့ရဲ့အာဏာတည်မြဲရေးအတွက်ရခိုင်လက်နက်ကိုင်တပုံအေခိုင်းလက်မျိုးကိုလုံဆောင်ဝင်ပုံစံမျိုးဖြစ်လာပါတယ်။ဆိုတော့လက်အခုလက်ရှိရခိုင်လက်နက်ကိုင်တပုံခေါင်းဆောင်ထွန်မြက်နိုင်နဲ့ချင်းမရသာဟုကအဖွဲ့တွေတွစ်ဆော်မှုကထွန်မြက်နိုင်ရဲ့ကြောက်လန့်နေမှုကိုအတွင်းသားမြင်တွေ့နေရပါတယ်။ တို့ရဲ့တွေးဆမှုပြောဆိုမှုတွေနဲ့တွေးဆလာတဲ့အကြောင်းအရာဒီချင်းလက်နက်ကန်အဖွဲ့ကစလိုင်းရောမှန်ပြောဆိုမှုတွေကိုပြန်ကြည့်ရင်လည်းတက်မလို့ရဲတံပြန်ထိုးစစ်ကိုခုခံမှုကာကွယ်ဖို့အတွက်လို့ဆိုပါတယ်။ဒါအပြင်မင်းတပ်မတူပြီးဒီကမ်ပတ်လက်ဒေသတွေကမြို့တွေကိုထိန်းချုပ်တဲ့အချိန်မှာလည်းတက်မလို့ရဲနေပြည်တော်တိုင်းတပ်ဖွဲ့ကိုတိုက်ခိုက်တဲ့အချိန်ရခိုင်လက်နက်ကန်တပ်ပေါင်း A ကထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီးတော့အခုကတော့ဒီတိုက်ခိုက်တဲ့အချိန်ထိန်းချုပ်ထားတဲ့အနေအထားအနေနဲ့တက်မလို့ရဲတံပြန်ထိုးစစ်ကိုခံစစ်ပြင်ရမယ့်အခြေအနေမျိုးကြောင်းပြန်တက်ရောက်လာတာ စစ်စင်ရေးအခြေအနေစစ်ရေးအခြေအနေကပြောင်းပြန်တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီကရေဒီ2021ခုနှစ်ကနေ2024ခုနှစ်ကာလတွေအထိဒီရခိုင်လက်နက်ကိုင်တပုံအေအေအပါဝင်ချင်းမြင့်နယ်မှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့တွေအားလုံးကထိုးစစ်ဆင်လာခဲ့တဲ့စစ်ရေးမှာအသာစီးရခဲ့ပြီးတော့လူသိမ်းတိုက်ပွဲတွေမှာလည်းမြင်းညံတောင်သားနဲ့ထိုးကြီးမှာရှိနေတဲ့အညာသာတော်သားတွေကိုတိုင်းတွားရောက်ပူပေါင်းတိုက်ခိုက်ကြတာရှိခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ပြီးတဲ့နောက်ဒီအညာသာတော်သားတွေအားလုံးကမြင်းညံတောင်သားနဲ့ထိုးကြီးကံကောရောစောဒေတာကိုပြန်လဲဆုတ်ခွာပြီးတဲ့နောက်ဒီချင်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့မင်းတက်ကံပက်လက်မတူပြီးနဲ့ ဒီဇက်ပီယူဇိုလန်ကအဖွဲ့တွေကလာခင်းချုပ်ထားပါတယ်။ချင်းမင်းနဲ့မြောက်ပိုင်းတို့ကတမတော်ကထိုးစစ်စင်တိုက်ခိုက်မယ်ဆိုရင်ဒီအကြံဖက်သမားတွေကရခိုင်လက်နက်ကင်တပေါင်းအေအေကဒီအဖွဲ့တွေကခုခံနိုင်တော့မှဖြစ်ပါတယ်။တမတော်ရဲ့ထိုးစစ်အရှိန်ကလည်းရှမ်းမြောက်မှာလည်းရှော့ချထားတယ်။ရှမ်းမြောက်မှာစစ်စင်ရေးအခြေအနေကိုရခိုင်မင်းတွေကဖွင့်ဖို့လည်းရည်ရွယ်ထားတဲ့ပုံစံမျိုးလိုခံမှန်းရပါတယ်။မိုးပွင့်သွားပြီဖြစ်တယ်လို့လက်ရှိချင်းမင်းရဲ့စီးအခြေအနေကိုပြန်ကြည့်ရင်လည်းဒီတမတော်ကချင်းမင်းရဲ့အဓိကအလဲကိုပိုင်းထားပြီးတော့ချင်းမင်းရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကိုစိုးမိုးဖို့ဆောင်ရွက်နေတာကိုလည်းမြင်တွေ့နေရပါတယ်။ အခုဒီချင်းမီနယ်နဲ့ရခိုင်မီနယ်အခြေအနေကိုဆက်ဆက်ကြည့်မယ်ဆိုရင်တော့ချင်းမီနယ်ကိုဝင်တဲ့လမ်းပိုင်းတွေကဒီကလေးတိုင်းငင်းလမ်းဆောင်ကိုတမလို့ကထိန်းချုပ်ထားတယ်။ကလေးကံကောလမ်းပိုင်းပေါ်ကဝေဖန်လာမျိုးကိုထိန်းချုပ်ထားတယ်။ဆိုတော့လက်ရှိအချိန်ထိရခိုင်ပြည်နယ်နဲ့ချင်းမီနယ်အဆက်မှာရှိနေတဲ့ဝင်ပေါက်ရခိုင်လမ်းနဲ့ကိုင်တပေါင်းအေးထွန့်မြက်နိုင်ဝေးနေတာကလည်းကံပက်လက်မတူပြီးမင်းတက်ဒီလမ်းပိုင်းကိုစိုးရိမ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီအကြံပတ်သမားတွေကိုလမ်းနဲ့တက်ဆင်ပေးမယ်။ဒါအပြင်မွေးရေးစေဝါးတွေကြွေပြီးတော့တမလို့ရဲ့ထိုးစစ်ကိုခုခံမှုအတွက်ဆောင်ရွက်နေကြတဲ့သဘောမျိုးလိုယူဆရပါတယ်။ အတဖက်ကချင်းချမ်းသက်တွေကိုပြန်ကြည့်ရင်လည်းနံနက်စားပြီးတော့ကြီးဝင်းလာတဲ့အဖွဲ့တွေဖြစ်ပါတယ်။နိုင်ငံရေးကြီးချင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းချင်းလက်နက်ကအဖွဲ့တွေမှာကနိုင်ငံရေးကြီးချင်း level ကလုံးဝ0ဖြစ်ပါတယ်။ထုံးမြနိုင်ငံအင်မတန် level လို့ပြောရမှာဖြစ်ပါတယ်။နိုင်ငံရေးရပါနဲ့တဲ့အကြံဖက်ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။နိုင်ငံရေးကြီးမန်းချက်အထက်တန်းကျောင်းသားဘဝတွေကတည်တည်လာခဲ့တာဖြစ်ပြီးတော့ချင်းမြနယ်တောင်ပိုင်းမှာရှိနေတဲ့ပလောက်ဝမတူပြီးလမ်းပိုင်းမှာရှိနေတဲ့ချင်းတွေကရခိုင်တွေရဲ့အသုံးချခံနေအဖြစ်ရှုမြင်နေတာရှိပါတယ်။ အဲ့ဒီတော့ရခိုင်လက်နက်ကိုင်တပုံအေကသူတို့ရဲ့အတုံးချကန်ဖြစ်လာမဲ့ချင်ဘရာသားခုကိုလက်နက်တက်ဆင်ပြီးခဲ့ပြီးတော့ကျေးဇူးတန်ကျေးဇူးကားအနေနဲ့ဝေစားခဲ့ကြတာဖြစ်ပါတယ်။ဒီလိုဝေစားခဲ့ကြတာတွေရဲ့နောက်ဆက်တွဲမြို့သိမ်းတိုက်ပွဲတွေကိုအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့တာတွေရဲ့နောက်ဆက်တွဲအခုချိန်မှာထွန်းမြက်နိုင်ရဲ့ကျေးဇူးကိုပြန်ဆက်ရတော့မဲ့အခြေအနေတက်ရောက်လာပြီဖြစ်ပါတယ်။ဒါကြောင့်ထွန်းမြက်နိုင်ရဲ့ခိုင်ဘတ်ထွန်းမြက်နိုင်ရဲ့အတုံးချကန်ဖြစ်မဲ့ချင်ဘရာသားဟုကအဖွဲ့တွေကတမန်တော်ရဲ့ထိုးစစ်ကိုဟန်တားဖို့ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။လက်ရှိတမန်တော်ရောက်ရှိနေတဲ့တမန်တော်စစ်ကြောင်းကြီးတွေရောက်ရှိပြီးစိုးမိုးထားတဲ့လမ်းပိုင်း ဖလန်းဝင်းကျင်မှာလည်းဂျမ်ဘတ်သမားတွေစုဖွဲ့နိုင်တဲ့အခြေအနေမျိုးမြင်တွေ့ရပါတယ်။ဖလန်းမှာတော့ဒီလက်ရှိတမ်းတော်နဲ့ညှိနှိုင်းထားတဲ့ချင်းလက်နက်ကန်အဖွဲ့ကဖလန်းမှာရှိနေတဲ့လေစိတ်ကိုတက်ဆွဲထားတဲ့ဆုံခွာပေးလိုက်တယ်၊ဆုံခွာပေးလိုက်တယ်လို့သိရပေမဲ့ရခိုင်လက်နက်ကန်တပုံ AA ရဲ့အတုံးချကန်ချင်းဘရာသားဟူရဲ့လက်အောက်ကန် CNF CNDF ကအဖွဲ့တွေကတော့ဖလန်းမျိုးမှာရှိနေတဲ့အဓိကနေရာတွေနဲ့လေစိတ်ကိုကင်းချုပ်ထားတယ်ဖြစ်တယ်လို့ဆိုပါတယ်။ဒီလမ်းပိုင်းကလည်းရခိုင်လက်နက်ကန်တပုံ AA ကိုနောက်ကျောလုံစေမဲ့လမ်းပိုင်းပဲဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်တဘုံမှာစစ်မျက်နှာတွေကအရန်များနေတယ်။ထိခိုက်ဒေဆုံးမှုတွေကလည်းအရန်များနေပါတယ်။လူဆန်းအရင်မြင့်မရှိတော့ဘူးဖြစ်ပါတယ်။မွေးရည်ဆေးတွေကျွေးပြီးတော့အသေးခံတိုက်ခိုင်းနေပြီးနေ့စဉ်ဒေဆုံးမှုကဆယ်ချီရာချီရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ကကြောက်ဖြူမှာရှိနေတယ်ဒီဆိုင်ချောင်းစင်းချောင်းတိုက်ပွဲအတွက်တရက်ထဲနဲ့ထိခိုက်ဒေဆုံးမှုတွေ40နီးပါးတိဆုံးခဲ့တာတွေလည်းရှိခဲ့တဲ့အတွက်ဒီအခြေအနေကိုကြည်ချင်းအားဖြင့်ရခိုင်လက်နက်ကိုင်တဘုံအေအေမှာဒီတိုက်ပွဲပေါ်ဆောင်မှုတွေလူဆန်းအရင်မြင့်မရှိတော့ဘူးဖြစ်ပါတယ်။စစ်မျက်နှာပေါ်ဆောင်နေရတာတွေကလည်း ရခိုင်အရာတွေရခိုင်ဘကုတ်ရခိုင်မကွေးအဆက်တွေမှာဆင်းမြဲတာပေါ်ဆောင်နေရတယ်။အဲဒါပြင်ကြောက်ဖြူမှာလည်းအပုံလိုက်အထက်လိုက်ဖြစ်နေပြီးတော့စစ်တွေမှာလည်းအမဲ့ကျူချေခံနေရတဲ့အခြေအနေမျိုးမှာရခိုင်ပြည်နယ်ကိုတကားခောက်လာမဲ့ပလတ်ဝါကနေတဆင့်ရခိုင်ပြည်နယ်တောင်ပိုင်းရသေးတောင်ဘက်ကနေဝင်ရောက်လာမှာကိုထွက်မြက်နေအရင်စိုးရိမ်နေပါတယ်။တမောရဲ့တမြန်ထိုးစစ်ကအရှိန်အဟုန်နဲ့ရောက်ရှိလာတဲ့တစ်ချိန်လုံးကမျိုးတွေအများပြ၁၂မျိုးနဲ့အထိတိမ့်ပိုက်ထားတဲ့ပလောင်လက်နက်ကင်စပုံ TNL ကိုလည်းစစ်ဦးကျိုးအောင်လုပ်လိုက်ခဲ့တယ်။ ။ဟိုကန့်သဘော MNDAA ကိုလည်းတနက်တစ်ချက်ဖောက်စီရမလို့ပဲနဲ့နိုင်ငံရေးအရာ PR ပေးပြီးတော့အရှိမောက်တိုင်းစစ်ဌာနချုပ်တည်ရှိခဲ့တဲ့လာရှိုးကိုပြန်လည်သိမ့်ပိုင်နိုင်ခဲ့တယ်။ဒီလိုမျိုးနိုင်ငံရေးစစ်ရေးနဲ့တွားနေတဲ့အခြေအနေမှာရခိုင်လက်နက်ကန်သဘော AA အတွက်ကတော့ဘေးကျန်တဲ့ချက်ဖြစ်လာပါတယ်။ဒီလိုမျိုးဘေးကျန်တဲ့ချက်ထဲကမှတက်မတော်ရဲ့ပြန်လည်စုဖွဲ့မှု reform ပြုလုပ်ထားတဲ့ဒီစုဖွဲ့မှုတွေပြင်ဆင်မှုတွေနဲ့ဒီပညာပိုင်း modern warfare ကိုတွားနေတဲ့တက်မတော်ရဲ့ဆောင်ရွက်မှုတွေအောက်မှာတက်မတော်လက်နက်ကန်အဖွဲ့တွေ ခွဲထွက်ရေးနဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုပိုင်နိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကိုရှင်မှုကြွေးကြော်တဲ့နဲ့ခတ်တုံးတုံးအသွေးခေါ်လောက်သာရှိတဲ့အဖွဲ့ရည်နဲ့တကယ်တမ်းထွေးတွေတိုက်ပွဲတွေမှာပွားချားလာမှာကိုမြင်တွေ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာထွန်းမြက်နိုင်မှာလူဆန်းအရင်းမြစ်မရှိတော့တဲ့အတွက်ချင်းပြည်နယ်မှာရှိနေတဲ့တုံတုံချင်းစွန်းရောက်တွေကိုအသုံးပြုပြီးတော့ရခိုင်ပြည်နယ်ရဲ့တကားပေါက်ကိုပိတ်ဖို့ဆောင်ရွက်လာတာဖြစ်ပါတယ်ဆိုတော့လက်ရှိအချိန်ရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်ကံယူရန်တလျှောက်ရခိုင်ပြည်နယ်တောင်ပိုင်းကွာတန်တဲ့ကျင်းကျလိဘက်ကစပြီးထိုးစစ်ဆင်လို့လည်းအကောင်းဆုံးဖြစ်တယ် ပူပေါင်းစစ်စင်ရင်ကြီးရတဲ့ပူပေါင်းစစ်စင်ရင်နဲ့တိုက်ခိုက်ဖို့အကောင်းဆုံးဖြစ်တယ်လို့မျိုးတော်စစ်တွေနဲ့ကြောက်ဖြူရှိတဲ့နေရာကနေအပိုင်းလိုက်ပိုင်းပြီးတော့ရခိုင်လက်နက်ကန်တောင်အေအေရဲ့ထင်းချို့ area တွေကိုပေါင်းကျင်းသွားအောင်လဲဆောင်ရွက်လို့ကြာနေပါတယ်။ဒီလိုအပိုင်းလိုက်ပိုင်းလိုက်မယ်ဆိုရင်တောင်မှရခိုင်လက်နက်ကန်တောင်အေအေထင်းချို့ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကဟနေပါသေးတယ်။လွတ်လွတ်လပ်လပ်ရှိနေသေးတယ်လို့ယူဆရပေမဲ့လောက်ဝနဲ့မတူပြီးလမ်းပိုင်းကိုသာတပ်မတော်ကပိတ်ဆို့ထားနိုင်မယ်ထိုးပေါက်နိုင်မယ်ဆိုရင်ရခိုင်ပြည်နယ်ကိုတပ်မတော်ရဲ့ပြန်လဲထိုးစစ်ဆင်မဲ့စစ်ကြီးက ်ထွန်းမြတ်နိုင်ရဲ့အာရခနိုင်ငံတော်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုက လုံးဝနင်းချေခံရမှာဖြစ်ပါတယ်လက်ရှိကရင်ပြည်နယ်မှာရှိနေတဲ့ဒီကော်တိုလီနိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စောက်ွက်ထူဝင်းတို့စော်တော်နီတို့ရဲ့စိတ်ကူးယဉ်မှုလုံးဝပြက်ပြဲသွားသလိုမျိုးပဲထွန်းမြတ်နိုင်တဲ့ညိုထွန်းအောင်တို့ရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုကလည်းပြက်ပြဲလူရောက်နေပြီဖြစ်ပါတယ်ဒီနေ့ဆိုရင်လည်းတမရော့ဘက်ကမင်းပြားမှာရှိနေတဲ့ဂျမ်ဘက်သမားတွေစုဖွဲ့နေရတယ်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေပြုလုပ်ခဲ့တယ် တပ်မတော်ကကျန်းဖက်သမားတွေကိုတံမြန်ထိုးစစ်ဆင်မှုမပြုလုပ်သေးခင်ရခိုင်လက်နက်ကန်တပုံအေအေကိုအမဲ့ချွေချွေနေတာတွေကိုတွေ့လာရပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကန်တပုံအေအေမှာကရှေ့လည်းဆက်သွားလို့မရဘူးနောက်လည်းဆက်သွားလို့မရဘူးဖေးကျက်နိုင်ချက်ဖြစ်နေပါတယ်။နိုင်ငံရေးတကားကိုတွားဖို့လည်းကြိုးစားလာပါတယ်။ဒါကအခုဒီချင်းလက်နက်ကန်အဖွဲ့ကိုအတုံးချပြီးတော့ရခိုင်လက်နက်ကန်တပုံတောင်းဆောင်ထွက်မြက်နိုင်ကနိုင်ငံရေးတကားကလာဖို့ထိရည်ရထားတယ်ဆိုတဲ့ရှုမြင်မှုကိုလည်းကျွန်တော်တို့မြင်တွေ့နေရပါတယ်။ အဓိကအကျိုးစီးပွားတွေရှိနေတာကတော့စစ်တွေကနေဒီပလောက်ဝပလောက်ဝကနေအိန္ဒိယနဲ့ဆက်ထားတဲ့လမ်းပိုင်းကလရန်ဘက်ဆောင်စီမံကိန်းကိုစုံမှုပြီးတော့အကျိုးစီးပွားတွေရရှိဖို့ဖြစ်ပါတယ်။တစ်ဘက်ကစစ်ရေးနိုင်ငံရေးမှာ PRP ခံလာရပြီးတဲ့နောက်ဒီအဓိကရှိနေတဲ့ပလောက်ဝဒေသကိုရှင်းလင်းတဲ့ကန်အဖွဲ့တွေကိုထားအတုံးချခိုင်းလို့ရသမျှခိုင်းပြီးတော့ဒီ proxy ထားမယ်။ဒီနေရာမှာဒီရှင်းလင်းတဲ့ကန်အဖွဲ့နဲ့ထွန်းမြက်နေတဲ့တွဲဆော်မှုမှာသူတို့ရဲ့အပြန်အလှန်ဂရိကဝန်နဲ့စစ်ကူးယဉ်မှုတွေကိုလည်းကျွန်တော်ကြားသိရပါတယ်။ဒါကတော့ရခိုင်လက်နက်ကိုင်တပုံအေအေကောင်းဆောင်ထွန်းမြက်နိုင်မျောလင့်နေတဲ့ အဖရခိုင်နိုင်ငံတော်ထူထောင်ပြီးတဲ့နောက်ကြီးပွားတိုးတက်လာရင်ချင်းလူမျိုးတွေကိုလည်းခံစားခွင့်ရရှိစေမယ်ဆိုတဲ့မလုံပင်မှုတွေနဲ့ချင်းငတုံးတွေချင်းလက်နက်ကန်အဖွဲ့တွေကိုစီရင်ပြီးတော့အခုလိုမျိုးဆောင်ရွက်လာတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအခင်းကြီးကိုခြုံကြည့်လိုက်ရင်တော့ရခိုင်လက်နက်ကန်တပုံကောင်းဆောင်ထွက်မြက်နိုင်ကတပ်မတော်ရဲ့ထုံးစစ်ကိုကြောက်လန့်နေပြီဆိုတာကိုကျွန်တော်တို့မြင်တွေ့လာရပါတယ်။နိုင်ငံရေး PR တွေရှိလာမယ်၊စစ်ရေး PR တွေရှိလာမယ်။ အဲ့ဒီအတွက်ကျိုးဝိုင်းတွေကနေထွက်ဖို့အတွက်အပြစ်ခတ်ရစဲကြီးသို့မဟုတ်တွစ်ဆုံဆင်းရဲရေးဆိုတဲ့ခေါင်းစဉ်နဲ့ရခိုင်ပြည်နယ်ကစစ်တွေကိုဟန်ထားဖို့အတွက်ရည်ရထားပုံပေါ်ပါတယ်။ဒီလိုဟန်ထားထားတဲ့အချိန်တမတော်ရဲ့နေမြင့်ရှင်လေးဆောင်ရွက်မှုရခိုင်ပြည်နယ်ကိုချစ်တက်လာနိုင်တဲ့ချင်းပြည်နယ်တောင်ပိုင်းနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဝင်ရောက်လာနိုင်မှုကိုအသုံးပြုပြီးတော့ပလောင်လက်နက်ကိုင်းတပုံ DNL ရဲ့အပြစ်ခတ်ရစဲမှုရဲ့နောက်ကွယ်မှာမိုးကုတ်မှာရှိနေတဲ့ဒေသတွေနဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ NUG PP အုပ်စုရဲ့လက်အောက်ခံ PDF တွေကိုလက်နက်တပ်ဆင်ပြီးတော့မိုးကုတ်ကိုကာကွယ်ဖို့ဆောင်ရွက်တယ်လို့မျိုးပဲ ရခိုင်လက်နက်ကိုင်တပုံကောင်းဆောင်ထွန်းမြက်နိုင်ကအပြစ်ခက်ရဲစဲကြီးသို့မဟုတ်တွဲဆုံဆွန်းလွင်ကြီးခေါင်းစဉ်နဲ့တမန်တော်ထိုးစစ်ကိုဟန်တာပြီးတော့ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့ပလောက်ဝမတူပြီလမ်းမိုင်းကိုပိတ်ဆို့ဖို့အတွက်ချင်းလက်နက်ကိုင်အဖွဲ့ကိုအသုံးပြုဖို့ဆောင်ရွက်နေတယ်ဆိုတဲ့အခြေအနေမျိုးအခင်းချင်းမျိုးကိုမြင်တွေ့လာရတာပဲဖြစ်ပါတယ်။ဒီလိုဆောင်ရွက်မှုတွေကချင်းပြည်နယ်မှာရှိနေတဲ့စီရေးလှုပ်ရှားမှုတွေတမန်တော်ရဲ့တံမြန်ထိုးစစ်တွေအင်းနဲ့အားနဲ့ဒုနဲ့ဒဲနဲ့ထိုးစစ်ဆင်လာမှုတွေကြောင့်ရိုက်ခတ်မှုတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မှဒီရပိုင်တမန်တော်ရဲ့တံမြန်ထိုးစစ်တွေကလေးရနေမြောက်ပိုင်းကိုသွားတဲ့ကလေးတမှုလမ်းပိုင်း ကလေးကနေတောင်ပိုင်းကိုလာတဲ့ဒီကလေးကံကောလမ်းပိုင်းကလေးတိုင်းငင်ကလေးတီးတင်ကလေးတွန်းဆန်လမ်းပိုင်းတွေအထိလှုပ်ရှားမှုတွေကိုကြည့်ပြီးတော့အကြောက်ကံနေနဲ့ဒီစုစည်းပြီးတော့ပြန်လဲခုခံမယ်ဆိုတဲ့ပုံစံမျိုးကိုဆောင်ရွက်လာကြတာလို့ယူဆရမှာဖြစ်ပါတယ်သောရခိုင်နိုင်ငံကံတဘုံအေအနေနဲ့ဟန်ကိုဖို့အနေနဲ့ဒါအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးကြွကြော်နေပေမဲ့သူတို့ရဲ့မတိစိတ်ထဲမှာတော့တမတော်ရဲ့တမ်းမြန်ထိုးစစ်ကိုကြောက်လန့်နေကြတယ်။သွေးပြက်နေကြတယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ်။ငပြန်တလဲဘုံလုံးတလဲလို့ပဲဆိုရမှာပါ။ ဟွန်မြန်နိုင်ရခိုင်ပြည်နယ်မှာစစ်ရေးအရေးပါခဲ့တဲ့စစ်ရေးအရာအရေးတာခဲ့တဲ့အချိန်ကြီးကုံဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါကလည်းရခိုင်ပြည်နယ်မှာရှိနေတဲ့လူမျိုးရေးအစွန်းရောက်ရခိုင်နေရဲ့ပူပေါင်းပါဝင်မှုတမတော်ရဲ့နေမိကန်တရင်တက်ဖွဲ့တွေထဲမှာရှိပြီးတော့ရခိုင်နဲ့နဲ့ကန်တပုံအေအေရဲ့စီယုံမှုတွေကိုပါဝင်သွားတဲ့တစ္ဆပေါက်လောက်ကောင်တွေကြောင့်တမတော်ရဲ့ဒီအင်အားဆုံးရှုံးမှုမဖြစ်သင့်ပဲအဖိတ်စင်ဖြစ်သွားခဲ့တဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ တမောကလည်းဓာရီကိုတင်ကန်းလာယူပြီးတော့ရခိုင်ပြည်နယ်ကိုတာမကမြန်မာပြည်မှာရှိနေတဲ့ဂျမ်ဘတ်တံမှာစုပ်ွက်နေရာတွေအားလုံးကိုပြန်လည်ပြီးတော့တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်ပါတယ်။ဒါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းပြောလို့ရတယ်။ဒုတာဝင်ရေးသုံးပါးကိုကာကွယ်စောင့်ရှောက်မယ်တမောရဲ့အဓိကအဲ့ဒီမှာပင်မရှိမှန်းချက်ကြီးကိုကာကွယ်စောင့်ရှောက်ရမယ်တာဝန်လည်းရှိတာဖြစ်တဲ့အတွက်ထုံးမြက်နိုင်ညှော်လင့်နေတဲ့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဖြစ်ပါတယ်။ဒါအပြင်ထုံးမြက်နိုင်ရဲ့ခိုင်ဘက်ချင်းဘရာသာဟုညှော်လင့်နေတဲ့ချင်းလန်း နောက်နိုးနိုင်ငံတော်အနေနဲ့ထူထောင်မှုစိတ်ကူးရှင်မှုတွေကိုလည်းမကြခင်ရိုက်ချိုးခံရတော့မှဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်တပုံအေအေကတော့ဒီနောက်ွယ်ကနေလိုအပ်တဲ့လက်နက်ခေရန်စားနဲ့ရှိတ်ခါနဲ့စစ်ပြူဟာတွေထောက်ပံ့ပေးပြီးတော့ချင်းဘရာသားဟုတ်ကို proxy ထားပြီးတော့ရခိုင်မြန်မာရဲ့အဝင်လန်းထွက်လန်းကိုပိတ်ဆို့ဖို့ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။